မိတ်ဆွေလူတယောက်ဟာအတိတ်ကအမှားတွေကိုပြန်ပြင်ခွင့်ရရင်ဘလို့ဖြစ်မလဲဆိုတာစဉ်းစားကြည့်ဘူးပါဒလားအကျန်းဖတ်မှုတွေနဲ့နစ်မိုးနေတဲ့ဘဝကနေလွတ်မြောက်ပြီးငယ်ဘဝကိုပြန်သွားခွင့်ရရင် ရောရှောင်အင်မန်ရေးသားတဲ့ Michael Hollister ၏ရွေးနှုတ်ခြင်းဆိုတဲ့စာအုပ်ထဲမှာဒီအကြောင်းတွေကိုတွေ့မြင်နိုင်ပါတယ်ရှောင်အင်မွန်ဟာ Michael Hollister ၏ရွေးနှုတ်ခြင်းစာအုပ်ကိုရေးသားခဲ့သူပါ သူ့ရဲ့စာအုပ်တွေမှာလူသားတွေရဲ့စိတ်ခံစားချက်တွေကိုထင်ဟပ်စေတဲ့အပြင်မျှော်လင့်ချက်နဲ့ပြန်လည်ကောင်းမွန်လာနိုင်တဲ့အကြောင်းတွေကိုလည်းရေးသားထားတာတွေ့ရပါတယ်။ Michael Hollister ဟာလူတက်မှုနဲ့ထောင်ကျနေတဲ့လူငယ်တစ်ယောက်ပါ။ထောင်ထဲမှာအကြမ်းဖက်မှုတွေနဲ့ရှင်တန်နေရပြီးသူ့ဘဝကို အဆုံးသတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူတည်မသွားပဲခလေးဘဝကိုပြန်ရောက်သွားခဲ့ပါတယ်။ မိုက်ကယ်ဟာသူ့ရဲ့အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ဒုတိယအခွင့်အရေးရရှိခဲ့ပါတယ်။ငယ်ဘဝကိုပြန်ရောက်သွားတဲ့အခါမိသားစုပြဿနာတွေအနိုင်ကျင့်တတ်တဲ့အဖေနဲ့ရင်ဆိုင်ရပါတယ်။မိုက်ကယ်ဟာသူ့ဘဝကို ပြောင်းလဲပြီးငြိမ်းချမ်းမှုကို ရှာဖွေဖို့ကြိုးစားပါတယ်။ကာရီကိုအီလန်ဟာမိုက်ကယ်ရဲ့အတိတ်ကအကြမ်းဖက်မှုကြောင့်တည်ဆုံခဲ့ရသူပါ။ကာရီဟာဘာတလီယာအမည်ရှိတဲ့ဝိညာဉ်ရေးရာလမ်းညွှန်သူနဲ့အတူဘဝရဲ့အတိတ်ပဲကိုရှာဖွေနေပါဗျ။ သူဟာမိုက်ကယ်ပါဝင်ဝိညာဉ်တွေကိုစောင့်ကြည့်ပြီးခွင့်လွှတ်ခြင်းနဲ့ပြောင်းလဲနိုင်ခြင်းရဲ့အကြောင်းကိုသင်ယူပါရယ်။ဘာဒယ်လီယာဟာကာရီကိုလမ်းညွန်ပေးတဲ့ဝိညာဉ်ရေးရာလမ်းညွန်သူပါ။ဘဝရဲ့အတိတ်ပဲနဲ့ခွင့်လွှတ်ခြင်းရဲ့အရေးပါပုံကို ကာရီကို ရှင်းပြပေးပါရယ်။ဘာဒယ်လီယာရဲ့လမ်းညွန်မှုကြောင့်ကာရီဟာဒေါသတွေကို ရှော့ချပြီးပြန်လဲကောင်းမွန်လာဖို့ကြိုးစားပါရယ်။မိုက်ကယ်ဟာသူ့ရဲ့အတိတ်ကအကြမ်းဖက်မှုတွေကိုပြန်လည်ရင်ဆိုင်ရပါတယ် ဒါပေမဲ့သူဟာအဲ့ဒီအကျင့်ဆိုးတွေကိုဖျောက်ဖျက်ဖို့ဆုံးဖြတ်ထားပါတယ်။မိုက်ကယ်ဟာသူ့ရဲ့အိမ်နီးချင်းဆရာချင်းခရန်ဖီထန်ကအကူအညီရယူပြီးစာနာစိတ်နဲ့ကျင်နာတတ်ဖို့တင်ယူပါတယ်။ချင်းခရန်ဖီဟာမိုက်ကယ်ကို လမ်းညွှန်ပေးတဲ့အိမ်နီးချင်းမှာသူ့ရဲ့လမ်းညွှန်မှုကြောင့်မိုက်ကယ်ဟာစာနာစိတ်နဲ့ကျင်နာတတ်ဖို့တင်ယူပါတယ်။ဂျင်ဟာမိုက်ကယ်ကို သူ့ရဲ့ဘဝကိုပြောင်းလဲဖို့ကူညီပေးပါတယ်။ မိုက်ကယ်ဟာဟက်ဖီစစ်တင်တန်းကြောင့်မှဘဝတစ်ကိုစတင်ပါတယ်။အဲ့ဒီမှာစီကန်းနဲ့စနစ်တကျနေထိုင်ပြီးတငယ်ချင်းတွေလည်းရပါတယ်။ចောင်းကသူ့ကိုဘဝတစ်ကိုတိဆောက်ဖို့အခွင့်အရေးပေးပါတယ်။ဟက်ဖီစစ်တင်တန်းကြောင့်မှမိုက်ကယ်ဟာစိန်ခေါ်မှုအစ်စ်တွေနဲ့ရင်ဆိုင်ရပါတယ်။เจ้าရဲ့စီကန်းတွေကသူ့ကိုအခက်ခဲတွေနဲ့ရင်ဆိုင်စေပေမဲ့ရည်ရွယ်ချက်တစ်ခုကိုလည်းပေးပါတယ် မိုက်ကယ်ဟာခန္ဓာရည်ရှိဖို့နဲ့ဇွဲရှိဖို့တင်ယူပါတယ်။ကွန်မန်ဒါဟက်ဖီးဟာမိုက်ကယ်ကိုလမ်းညွှန်ပေးတဲ့ဖခင်တစ်ဖွဲ့ပုဂ္ဂိုလ်ပါ။သူဟာမိုက်ကယ်ကိုစီကတ်နဲ့လမ်းညွှန်မှုပေးပြီးရည်ရွယ်ချက်တစ်ခုကိုရှာဖွေတွေ့ရှိစေပါတယ်။ဟက်ဖီးရဲ့လမ်းညွှန်မှုကြောင့်မိုက်ကယ်ဟာဂုံတိတ်ခါတစ္ဆာရှိမှုနဲ့ခွင့်လွှတ်ခြင်းရဲ့တန်ဖိုးကိုတင်ယူပါတယ်။ဒိုမနစ်ဒေးဗစ်နာဟာမိုက်ကယ်ရဲ့အရင်းနှီးဆုံးတငယ်ချင်းတစ်ယောက်ပါ။ သူဟာမိုက်ကယ်ကို အမြဲအားပေးပြီးအတူတူရေမောပျော်ရွှင်ကြပါတယ်။ဒိုမနစ်ရဲ့ခင်မင်ရင်းနှီးမှုက မိုက်ကယ်ကိုခွန်အားဖြစ်စေပြီးအောင်မြင်မှုတွေနဲ့အခက်အခဲတွေကိုအတူတူရင်ဆိုင်ဖို့ကူညီပေးပါတယ်။မက်စ်ဟက်ဖီဟာကွန်မန်ဒါဟက်ဖီရဲ့သားဖြစ်ပြီးမိုက်ကယ်အတွက်မျှော်လင့်ချက်ရဲ့တင်ကြေးတစ်ခုပါမက်စ်ဟာစိန်ခေါ်မှုတွေကြားထဲကပျော်ရွှင်မှုနဲ့အကောင်းမြင်စိတ်ကို ယူဆောင်လာပေးပါတယ် မက်စနဲ့မိုက်ကယ်တို့ဟာအပြန်အလှန်လေးစားမှုနဲ့နားလည်မှုရှိကြပါတယ်။ကပတိန်ပီတာဆန်ဟာမိုက်ကယ်ကို အမြဲကူညီပံ့ပိုးပေးသူပါ။သူဟာမိုက်ကယ်ကိုလမ်းညွှန်မှုနဲ့စီကံတွေပေးပြီးလူငယ်ဘဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ကူညီပေးပါတယ်။ပီတာဆန်ရဲ့လွှမ်းမိုးမှုက မိုက်ကယ်ကိုခံနိုင်ရင်ရှိဖို့နဲ့ဆွဲရှိဖို့တတိပေးပါတယ်။မိုက်ကယ်ဟာဟက်ဖီးမှာတစ္ဆာဆောင်တိမှုနဲ့ဂုံတိတ်ခါစိန်ခေါ်မှုကိုရင်ဆိုင်ရပါတယ်။ သူ့ကိုတစ္ဆာဖောက်တဲ့သူတွေကြောင့်သူရရှိထားတဲ့တိုးတက်မှုတွေပျက်စီးသွားနိုင်ပါတယ်။မိုက်ကယ်ဟာလူတဘာဝရဲ့အမှန်တရားနဲ့ဆက်ဆံရေးတွေရဲ့ရှုပ်ထွေးမှုတွေကိုရင်ဆိုင်ရပါတယ်။မာဂရက်ဟောလစ်စတာဟာမိုက်ကယ်ရဲ့အမေဖြစ်ပြီးသူ့ရဲ့အတိတ်ကမှားတွေကိုပြန်လည်ပြင်ဆင်ဖို့ကြိုးစားနေပါတယ်။မိုက်ကယ်နဲ့သူ့ရဲ့ဆက်ဆံရေးကနေသူဟာခွင့်လွှတ်ခြင်းရဲ့အရေးပါပုံနဲ့ပြောင်းလဲနိုင်တဲ့အလားအလာကိုတင်ယူပါတယ်။ မာဂရက်ရဲ့ခရီးစဉ်ကကုစားခြင်းနဲ့လက်ခံခြင်းတစ်ခုပါကလီတန်ဟောလစ်စတာဟာမိုက်ကယ်ရဲ့အဖေဖြစ်ပြီးသူ့ရဲ့အတိတ်ကအမှားတွေကြောင့်ခြောက်လန့်ခံနေရပါတယ်ကလီတန်ဟာမိုက်ကယ်နဲ့ဆက်သွယ်ဖို့နဲ့သူ့ကိုလိုအပ်တဲ့အကူအညီတွေပေးဖို့ရုန်းကန်နေရပါတယ်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတင်းမာမှုတွေနဲ့ပြည့်နှက်နေပါတယ်မိုက်ကယ်ရဲ့ပြန်လည်ကောင်းမွန်လာခြင်းခီးဟာအတိတ်ကအမှားတွေကိုရင်ဆိုင်ခြင်းနဲ့အလှည့်ပြောင်းတစ်ခုကိုရောက်ရှိသွားပါတယ် ကျင်နာမှုနဲ့နားလည်မှုတွေကနေသူဟာသူတပားနဲ့သူ့ကိုယ်သူပေးထားတဲ့ဒဏ်ရာတွေကိုကုစားပေးပါတယ်။မိုက်ကယ်ရဲ့ပြောင်းလဲမှုကသူ့ကိုယ်သူနဲ့သူ့ကိုယ်ထိခိုက်စေသူတွေကိုခွင့်လွှတ်ဖို့တင်ယူပေးပါတယ်။မိုက်ကယ်ရဲ့ခီးဆုံးသွားတဲ့အခါသူတင်ယူခဲ့တဲ့သင်ခန်းစာတွေနဲ့သူဖြစ်လာတဲ့လူကိုပြန်တွေ့တော့ဆင်ခြင်ပါတယ်။သူတိဆောက်ခဲ့တဲ့ဆက်ဆံရေးတွေနဲ့သူ့ပတ်ဝန်းကျင်အပေါ်တက်ရောက်မှုတွေကနေနှစ်သိမ့်မှုရရှိပါတယ်။ မိုက်ကယ်ရဲ့အမွေအနှစ်ကပြန်လည်ကောင်းမွန်လာခြင်းနဲ့ခွင့်လွှတ်ခြင်းတစ်ခုပါမိတ်ဆွေမိုက်ကယ်ဟောလစ်စတာရဲ့ပြန်လည်ရရှိလာတဲ့အတွေ့အကြုံကနေသင်ခန်းစာယူကြရအောင်လူတိုင်းမှာပြောင်းလဲဖို့အခွင့်အရေးရှိတယ်ဆိုတာကို သတိရပါကိုကိုကိုရောသူတပားကိုပါ ခွင့်လွှတ်ဖို့ကြိုးစားပြီးကျင်နာမှုနဲ့စာနာစိတ်မွေးမြူကြပါစို့အတိတ်ကအမှားတွေကိုသင်ခန်းစာယူပြီးအနာဂတ်ကိုမြို့ကိုစိတ်နဲ့တည်ဆောက်ကြပါစို့